နာရှင်တွေအစိုးရဖြစ်သွားမယ်ဆိုရင်အရင်ဦးဆုံးကြုံတွေ့ရမှာကမြန်မာနိုင်ငံမှာတာသမီနဲ့မိဘရှင်ခွဲကွဲမယ်ကဲငွေချင်းများအားလုံးမင်္ဂလာပွားကြွထွန်ဘလော့ကနေပြန်လဲကြွဆုံလိုက်ပါတယ်เนาะဒီနေ့ကတော့ကျွန်တော်ပြန်လဲ share လောက်ပေးသွားမှာကတော့စက်တအာနာတင်မြေသွားလို့ရှင်မြန်မာပြည်ပါဖြစ်လာမယ်ထင်လို့လေတကယ်ဟုတ်ရောက်စဉ်းစားခြင်းเนาะအဲ့ဒါဆိုကျွန်တော်ဘုသူနဲ့လိုက်ပြီးနားထောင်ခြင်းမယ်မြန်မာနိုင်ငံ စစ်အာဏာရှင်စနစ်ကိုကြားရောက်သွားရင်စစ်တပ်ကအာဏာတည်မြဲသွားပြီးတော့စစ်အာဏာရှင်တွေအစိုးရဖြစ်သွားမယ်ဆိုရင်အရင်ဦးဆုံးကြုံတွေ့ရမှာကမြန်မာနိုင်ငံမှာတာသမီနဲ့မိဘရှင်ကွဲကွဲမယ်ဟာဟုတ်တော့ကဲအစားဆုံးတော့ကြည့်ပါလင်းနဲ့မယားရှင်ကွဲကွဲမယ် နိုင်ငံရေးကငါတို့နဲ့ဆိုင်တီဖြစ်စေမဆိုင်တီဖြစ်စေ နိုင်ငံရေးလုတ်တီဖြစ်စေ မလုတ်တီဖြစ်စေမြန်မာတနိုင်ငံလုံးကစစ်အာဏာရှင်စနစ်ကိုကြားရောက်သွားပြီဆိုတော့အရင်ဦးဆုံးရင်ဆိုင်ရမှာကစီးပွားရေးပြဿနာ၊ကျန်းမာရေးပြဿနာ၊ပညာရေးပြဿနာ၊ငမုတ်ခေါင်းပါမှုပြဿနာ၊စင်ရဲနွမ်းပါမှုပြဿနာအဲ့ဒီလိုတွေဖြစ်လာပြီဆိုရင်မြန်မာနိုင်ငံမှာလုတ်စရာအလုံးမရှိဘူး။ Okay. ဟုတ်ဆရာလောက်မရှိတော့လူငယ်တွေကနိုင်ငံသားကိုတွက်အခြေခံအလုတ်ကျန်းတမသူများနိုင်ငံမှာအလုတ်ထွက်လို့ရမယ်ကိုယ်တွေလောက်နေကြရတာပဲနော်သူများနိုင်ငံမှာနော်အဲ့တော့တာသမီနဲ့မိပါရှင်ခွဲခွဲဟောတာနော်ဒီချက်မှန်ပြီးတော့လင်းနဲ့မရအဲ့တော့အိမ်အောင်ကြပြီးသားလူငယ်လူရွယ်တွေကလည်းလုံနိုင်ကြနိုင်သေးတဲ့လူငယ်လူရွယ်တွေကလည်းမြန်မာနိုင်ငံမှာငတ်မို့ခံမမှုပြဿနာ ဆင်းရဲမွဲတေမှုပြဿနာအလုတ်ကန်ရှားပါမှုပြဿနာတွေမလွဲမသွေကြုံရမယ်အဲ့ဒါကနိုင်ငံရေးလုံတီဖြစ်စီမလုံတီဖြစ်စီဟောနော်နိုင်ငံရေးဘာမှမလုပ်တတ်ဘူးလေစာဝနေရဲ့အစမပြေတော့နိုင်ငံခြားကိုထွက်ပြီးတော့ရှင်ခွေကိုရတာပဲနော်လူတိုင်းကြုံရမယ်ပြဿနာနော်အဲ့တော့လူငယ်တွေကလည်းနိုင်ငံညာထွက်အခြေခံအလုတ်ကျန်းသမားဘဝသူများနှိမ်သူများခိုင်းသမားအကုန်အလုတ်ကျန်းတွေသူတို့နိုင်ငံသားတွေမလုတ်ကျင်တဲ့အညစ်ပတ်ဆုံးအကြမ်းတမ်းဆုံးအပင်ပန်းဆုံးဆိုတဲ့အလုတ်တွေကိုဖတ်လို့ရမယ် ဒါမှန်တယ်နော်လုံနိုင်ကိုင်းနိုင်သေးတဲ့အိမ်အောင်ကြပြီးသားလင်မယားတွေကလည်းအလုတ်ထွက်လို့ရအောင်ဟာရှင်ကကိုရင်တော့ဗောနော်ဘာလို့လဲဆိုအိမ်အောင်ကြပြီးဆိုတာသမီးတွေမွေးပြီးလေကိုတာသမီးတွေကိုအဖေရဲ့အမေရဲ့ဗိုက်စာလိုက်တာအဖေရဲ့အမေရဲ့ကြည်စမ်းသူများတွေဝကောင်းစားလာတွေဝတ်နေတယ်တားတို့လည်းဝတ်ချင်လိုက်တာအချင်းသူများနိုင်ငံကကလေးတွေဆိုလှနေရောပဲဆိုတော့ပူဇာမှုတွေပူဇာတဲ့အတန်တွေကြားလာရင် ်ဘယ်မိဘကမှအဲ့ဒီတံကိုခံစားနိုင်မှာမဟုတ်ဘူးအဲ့ဒီတော့သားသမီးတွေပူဇော်ရင်ပေးခြင်းနဲ့ကျွေးခြင်းနဲ့အတွက်ကြောင့်နိုင်ငံသားထွက်ပြီးအလုပ်လုပ်ရမယ်အဲ့ဒီလိုနိုင်ငံသားထွက်ပြီးအလုပ်လုပ်တာတောင်မှယူကြားလေးတွေယူကြားဦးလေးဦးရေကနိုင်ငံသားထွက်နိုင်တဲ့လူဦးရေအရန်ကိုနဲလာမယ်အခုနောက်ပိုင်းဆိုရင်ပေါ့လေဒီဘက်ကစ်ကဖွင့်ဖြိုးတိုးတက်တဲ့စက်မှုဤပညာခေတ်ကိုရောက်လာပြီနိုင်ငံသားမှာမရှိမဖြစ် လူနဲ့ခိုင်းရမယ့်အလုပ်လောက်ကိုပဲအလုပ်သမားခေါ်တော့တာကြံတဲ့ဒီခွန်နဲ့အားနဲ့ကြမ်းကြမ်းတန်းတန်းပေးရမယ်ထမ်းရမယ်ပိုးရမယ်ခွန်အားသုံးရမယ်ဆိုတဲ့အလုပ်တွေကိုဟိုစက်တွေကိုပဲခိုင်းတော့တာနော်ဟုတ်တယ်နော်သူကဆိုစက်ရုံနဲ့သူစက်ရုံနဲ့မှဆိုစက်တွေနဲ့ဖြစ်နေပြီနော်စက်မှုထွန်းကားတဲ့နိုင်ငံတွေဖြစ်နေကြပြီအဲ့တော့ဒီအခုဆိုရင်များကျွန်တော်တို့ထိုင်းနိုင်ငံမှာဟိုစက်ရုံအလုပ်ရုံတွေမှာဒီ main ကလေးအလုပ်သမားလူ 200လောက်ခေါ်ရင်မိန်းကလေးကို200ယောက်ျားလေးကို20အတလောက်ပဲခေါ်တော့တယ်ပြောချင်တာကမြန်မာနိုင်ငံကစစ်အာဏာရှင်စနစ်ကိုကြားရောက်သွားပြီဆိုရင်နိုင်ငံသားကိုအလုထွက်လုပ်တဲ့အထက်မှာမိန်းကလေးဒါများလာလိမ့်မယ်အဲ့ဒီတော့မြန်မာပြည်မှာကြံခဲ့တဲ့ယောက်ျားလေးတွေကမင်းအောင်လိုင်းမိသားစုကောင်းစားဖို့အတွက်စစ်တပ်တို့ကတည်ပေးရမယ်ပေါ့ဗျာ စစ်မှုထမ်းရမှာပေါ့အဲ့လိုသဘောပါပဲเนาะเนาะစစ်အာဏာရှင်တွေကောင်းစားဖို့သူကဟောစစ်မှုထမ်းရမယ်ပေါ်သားဆွဲခံရမယ်တည်ပြီးရမယ်မိန်းကလေးတွေကနိုင်ငံခြားထွက်ကြုံခံအလုပ်လုပ်ရမယ်အဲ့တော့အတ္တတွေကစစ်တပ်အာဏာတည်မြဲသွားရင်နိုင်ငံရေးလှုပ်ဒီဖြစ်စေမလှုပ်ဒီဖြစ်စေနိုင်ငံရေးကိုငါနဲ့ဆိုင်တယ်လို့ခံယူဒီဖြစ်စေမဆိုင်ဘူးလို့ခံယူဒီဖြစ်စေအဲ့ဒီတံကိုလူတိုင်းခံစားရအခုလေးခံစားနေရတာပဲเนาะ ဘာမှရောမပြေမမြို့မှာနေလို့ရှိရင်ပါလုံးမမရှိဘူးယောက်ျားလေးနေဆိုမနေရဘူးနိုင်ငံเจ้าကိုထွက်အလုပ်တွေလုပ်ရှင်ခွေးခွေးနေရတာပဲเนาะအဲ့ဒီတော့ကျွန်တော်တို့အဲ့ဒီတန်ကိုခံစားမလားတကယ်ဖွင့်ဖြိုးတိုးတက်ပြီးတော့မှလူအခွင့်ရေးပြည့်ဝတဲ့ပွင့်လင်းလွတ်လပ်တဲ့ဒီမိုကရေစီနိုင်ငံအဖြစ်မှာနေချင်းသလားဟွန်းကိုပါတာကိုဆုံးဖြတ်ပါကျွန်တော်တို့ကဟိုတိုက်သွင်းနေတာမဟုတ်ဘူးเนาะအဲ့တော့အသေးသေးချာသုံးသက်စဉ်းစားကြည့်ပါအဲ့တော့ကျွန်တော်တို့ဒီတော်လန်ရေးကိုအောင်မြင်ဖို့အတွက်အားလုံးမှာတာဝန်ရှိပါတယ်အားလုံးက ပါဝင်ပေးကြပါဝန်းရံပေးကြပါထောက်ပံ့ပေးကြပါလှူဒန်းပေးကြပါအားလုံးကနိုင်ငံရေးနဲ့ဆိုင်နေဆိုတာကျွန်တော်အခြေခံချက်ချက်ပြောပြပြီးပြီဖြစ်ပါတယ်ဟုတ်ပါတော့ကဲဟုတ်ပြီကျေးဇူးတင်ပါတယ်ခင်ဗျာနောက်တော့ဒီမှာပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင်